မင်္ဂလာပါ English for Learner TikTok နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေအခုဒီဗီဒီယိုမှာတော့အခုဖြေမဲ့2025တက္ကသိုလ်ဝင်စာမေးပွဲမှာအင်္ဂလိပ်စာမေးခွန်းနဲ့ပတ်သက်ပြီးတော့ preview လုပ်သွားမှာဖြစ်ပါတယ်2024ခုနှစ်မှာမေးခဲ့တဲ့မေးခွန်းတွေကိုအခြေခံပြီးတော့ကြိုတင် သုံးသပ်သွားမှာဖြစ်ပါတယ် အင်္ဂလိပ်စာမိခုံးမှာနံပါတ်129ရှိပါတယ်။မိခုံးနံပါတ်129တခုချင်းစီကိုသုံးသက်ခြင်းတွေချိကက်ခြင်းတွေလောက်သွားမှာဖြစ်ပါတယ်။ဆိုတော့သင်ခန်းစာလေးကိုစလိုက်ရအောင်။နံပါတ်1က initial letter ဘာရီမေးလဲဆိုရင် unit တခုချင်းစီမှာပါတယ် both pay web တွေကိုမေးတယ်နောက်တစ်ခုက collocation အတွဲစကလုံးတွေကိုမေးတယ်နောက်တစ်ခုကကြတော့ unfamiliar words မရင်းသီးတဲ့စကလုံးတွေကိုမေးလိမေးတာရှိပါတယ်ဆိုတော့ဥစားပေးအနေနဲ့ဘယ်လိုကြည့်ရမလဲဆိုတော့ unit တခုချင်းစီမှာပါတယ် both pay web တွေကိုကြည့်ပါပြီး collocation အတွဲစကလုံးလေးတွေကိုလိုက်ပြီးတော့ကြည့်ပါအဲနောက်တစ်ခုကတော့ and family of west တွေကို ဖြည့်နိုင်ဖို့အတွက်ဆိုရင်တော့ with the best တွေကိုနက်နက်ဆက်ဆက်ပထမတာလင်ဒီ and family of west တွေကိုဖြည့်နိုင်မှာဖြစ်တယ်ဘယ်လိုဖြည့်ရမလဲဆိုရင်မိခွန်းရဲ့ condense ကိုကြည့်ပါမိခွန်း condense အကြောင်းအရာကိုဖတ်ပါပြီးရင် sentence structure ကိုသုံးသပ်ပါ လေ့လာပါအဲကွက်လက်ရဲ့ရှေ့မှာဘာရှိသလဲကွက်လက်ရဲ့နောက်မှာဘာရှိသလဲကွက်လက်ထဲမှာ what form ဘာဖြစ်ရမလဲဘယ် what form ကိုမေးထားသလဲဆိုတာကို sentence structure ကိုလေ့လာပါပြီးရင်ကိုပြထားတဲ့အဖြေကိုကွက်လက်ထဲမှာထည့်ပြီးတော့ translate လုပ်ကြည့်ပါဘာသာပြန်ကြည့်ပါစီလီယောမှုရှိလားမရှိဘူးလားဆိုတာကိုဘာသာလေးပြန်ကြည့်ပါ ဟုတ်ပါပြီဒီ image 1 initial letter နဲ့ပတ်သက်ပြီးတော့အကျင့်ပြုရမယ်ဆိုရင်ဒီမိကုံးဟာစိန်ခေါ်မှုများတဲ့မိကုံးဖြစ်တယ်အအမတ်အများကြီးအမတ်ပြီအမတ်အများကြီးမရနိုင်ဘူးဒါကြောင့်မလို့ဖြည့်တဲ့အခါမှာတပုတ်ကို1မိနစ်2မိနစ်လောက်ပဲစဉ်းစားပါအဲ့ဒီထက် ပိုသွားမယ်ဆိုလို့ရှိရင်နံပါတ်လေးထိုးခဲ့ပါ ောက်တစ်ပုဒ်ကိုဆက်ပြီးတော့စဉ်းစားပါနောက်ဆုံးအချိန်ပုံပြီးဆိုမှဒီမိကုန်းပြင်ဖြေပါဒီမိကုန်းကိုဖြည့်ရင်းနဲ့အချိန်ကုန်သွားမှဆိုတဲ့အတွက်ကြောင့်ဖြစ်တာပါကဲဒါဆိုရင်နောက်တစ်ပုဒ်ကိုသွားပါမယ်ဒီကြီးတူအကြတော့ MCQ multiple choice question ရွေးချယ်မိကုန်းဘာတွေမေးလဲဆိုရင် users of worth ဖြစ်တဲ့ vocabulary အပိုင်းကိုမေးတယ်အ vocabulary အပိုင်းကဘာတွေလဲဆိုရင် similar meaning same meaning ရှိတဲ့စကားလုံးတွေကိုမေးတယ်နောက်တစ်ခုက idiom အသုံးတွေကိုမေးတယ်နောက်တစ်ခုက phrasal verb တွေကိုမေးတယ်ကဲ vocabulary ကိုမေးတယ်လို့ grammar ကိုလည်းမေးပါတယ်အဲ grammar တွေမေးတယ်အဲ grammar တွေကြတော့ဒီ grammar တွေပေါ့နော်ဒီမှာပြထားတဲ့ ဒီ unit ထဲမှာရှိတဲ့ grammar တွေကို millimeter ရှိတယ်။အဲမိကုန်းတိဆောက်ပုံကအဲ vocabulary နဲ့ grammar ကိုတဝက်စီမေးတယ်။ဒါပေမဲ့အဲပြီးခဲ့တဲ့နှစ်ကမိကုန်းမှာဆိုလို့ရှိရင်တချို့မိကုန်းတွေက vocabulary ကိုဦးစားပေးပြီးတော့မေးတာကိုတွေ့ရတယ်။ vocabulary ကိုဦးစားပေးမေးတယ်ဆိုလို့ရှိရင်အဲကျောင်းသားတွေကသိပြီးတော့မဖြေနိုင်ဘူး။ ဒါကြောင့်လဲဆိုတော့ user song web တွေဖြစ်တဲ့အတွက်ကြောင့်မလို့မဖြေနိုင်ဘူးအာ vocabulary vocabulary ကိုဦးစားပေးပြီးတော့မေးတယ် grammar ကိုတိတ်ပြီးတော့မေးလိမ့်မိတာမရှိဘူးအဲတချို့မေးခွန်းတွေကြတော့လဲ vocabulary က၅ပုဒ် grammar က၅ပုဒ်ဒါဆိုတော့ဒါမျှတတယ်ပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်အဲ grammar တွေမေးခဲ့မယ်ဆိုလို့ရှိရင်ရအောင်လို့ဒီမှာပြထားတယ် အဲ grammar တွေမရသေးဘူးဆိုလို့ရှိရင်ပြန်ပြီးတော့နှွေပါပြန်ပြီးတော့လေ့လာပါလို့တိုက်တွန်းပါတယ်ဘယ်လိုဖြေရမလဲဆိုရင်အဲ number G1 လို့မှ number G1 လို့ပဲမိခုံးဖတ်မယ် content ကိုကြည့်မယ်အကြောင်းအရာကိုကြည့်မယ်ပြီးရင် sentence structure ကိုကြည့်မယ်အဖြေလိုက်တဲ့အဖြေတစ်ခုချင်းစီကိုထည့်ပြီးတော့ဘာသာလေးပြန်ကြည့်မယ် translate လုပ်ကြည့်မယ် ဒီမှာတစ်ချက်အသာရာကသူကအဖြစ်ပေးထားတယ်အဖြစ်ကပါပြီးသားအဲသုံးခုထဲမှာအဖြစ်ကအဖြစ်တစ်ခုကပါပြီးသားဖြစ်တဲ့အတွက်ကြောင့်တစ်ခုချင်းစီကိုထည့်ပြီးတော့ဘာသာလေးပြန်ကြည့်ပါ translate လုပ်ကြည့်ပါဘယ်အဖြစ်ကပို့ပြီးတော့စီလျော်မှုရှိတယ်လဲဆိုတာကိုဆုံးဖြတ်ပါဒီနံပါတ်2နဲ့ပတ်သက်ပြီးတော့အကျဉ်းပြရမယ်ဆိုလို့ရှိရင်ဒီနံပါတ်2ကအဲဆေဘုံလုံး several several လုံးဒါဖြည့်ရမယ်ပေါ့နော်ဖြည့်တဲ့ ਨੇ အကွက်လက်မထားတင်ဘူးဘာကြောင့်လဲဆိုတော့သူကအဖြည့်ရပါပြီးတော့အာအဖြည့်ရေးမယ်ဆိုလဲရှေးရတင်ကြတာ a main a b main b c main c a b c ရေးလိုက်အောင်ပဲပေါ့နော်ဆိုတော့ဒီမှာတော့နံပါတ်ကြီး2မှာတော့ကွက်လက်မထားခဲ့ပါနဲ့အပုတ်စီဖြည့်ပေးပါလို့အချင်ပြုတ်ပါတယ်ဟုတ်ပါပြီဒါဆိုရင်နံပါတ်ကြီး3ကိုဆက်သွားမယ် မတ်ကြီး300 gram ပါရီမေးလဲဆိုရင်အာ G10 G11 G12 မှာတင်ခဲ့ရတဲ့ gram တွေကိုမေးတယ်ဒါအပြင်တခြားသော gram တွေကိုလည်းပဲမေးလို့ရတယ်မေးလည်းမေးတယ်ကဲနောက်တစ်ခုကဒီမှာဒီမှာပြထားတယ်ပေါ့နော် gram 9မျိုးဒီ gram 9မျိုးကအမေးများတယ်အဲ1 to 5ကကြတော့ စနစ်ဟောင်းမှာမပါဘူးဒီစနစ်တဲ့ရောက်လာမှာစနစ်တဲ့ပြောင်းလာမှာသင်ရတဲ့ grammar ဖြစ်တယ်အဲနောက်နံပါတ်7နဲ့နံပါတ်7ကတော့ဒါ grammar အကြီးလို့ပြောလို့ရတယ်ဒါကြောင့်ဒီ1 to 10 1 to 7ဒီ grammar 9မျိုးကိုတရားပေါက်ကြည့်ထားပါအဲမလေးလံရသေးဘူးဆိုလဲတရားပေါက်နားလဲအောင်ပြန်ပြီးတော့လေ့လာပါဒီ9မျိုးတွေကအဲ9မျိုးလောက် ၅မျိုးလောက်ပါကောင်းပါနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စနစ်တက်မှာသင်ရတဲ့ grammar ဖြစ်နေတဲ့အတွက်ကြောင့်ဒီ grammar ခုနှစ်ခုကိုအမ်မရသေးဘူးဆိုလို့ရှိရင်ပြန်ပြီးတော့လေ့လာထားပါလို့အကြံပြုပါတယ်။ဒီဘယ်လိုဖြစ်ရမလဲဆိုရင် instruction ကိုကြည့်ပါ။ instruction ကခိုင်းတဲ့အတိုင်းမေးတဲ့အတိုင်းဖြည့်ပေးပါလို့ဒါအကြံပြုပါတယ်။ ပြန်ထားဆိုရင်နောက်ထပ် number 4ကိုဆက်သွားပါမယ်။ဒီနောက်တစ်ခုက number 4 E poem blank ကဒါရောသိပြီထွေးထူးပြောစရာသိမရှိဘူး။ကြပြလေးဖို့ကိုတကြပေါင်းကြက်ထားမယ်။တကုတ်တိထားမှာကမူရင်းကြပြထဲမှာရေးထားတဲ့ spelling အတိုင်း punctuation အတိုင်းရေးရမှာဖြစ်တဲ့အဲကြပြကိုကြက်ပြီးပြီဆိုလို့ရှိရင်အလော ခြာရေးတင်တယ်လို့အကြံပြုပါတယ်။ဒါဆိုရင်နောက်ထပ်နံပါတ်တစ်ခုကိုဆက်သွားပါမယ်။အခုနံပါတ်4ဒီက recall question and rephrasing အဲ recall question ကိုအဖြေနိုင်ဖို့အတွက်ဆိုလို့ရှိရင် unit 1 2 12 with the basic survey တွေကိုနာနာဖတ်ထားဖို့လိုအပ်တယ်။ဓမ္မစာလင်းဒီမိကုံကိုဖြေနိုင်မှာအဲ recall question ဖြစ်တဲ့အတွက်ကြောင့်အဲတိတ်ပြီးတော့ အဲစဉ်းစားပြီးတော့ဖြည့်ရတဲ့မိခိုးနေမဖြစ်ဘူးမဟုတ်ဘူးအအချက်လက်တွေနဲ့ဆိုင်တဲ့မိခိုးနေမိမှာအဲနောက်တစ်ခုက unit တစ်ခုမှာ10ပုတ်10ပုတ်ပါပါတယ်ဆိုတော့အဲ unit စနစ်ခုဆိုတော့အပုတ်120အပုတ်120ကိုကြည့်ထားမယ်ဆိုရင်တော့သူကအများသောအားဖြင့်အဲ၄ပုတ်စလုံးတော့မေးမှာမဟုတ်ဘူးအများသောအားဖြင့်တော့အဲမပါဘူးဆိုရင်၃ပုတ် အဲသုံးပုတ်နှစ်ပုတ်ဒီလိုမျိုးတော့ပါတယ်ပေါ့နော်အပုတ်190ကြည့်ကြမယ်ဆိုလို့ရှိရင်တော့နှစ်ပုတ်သုံးပုတ်တော့ရနိုင်တယ်။ Okay နောက်တစ်ခုကအဲ we freezing ပေါ့နော်ကြပြာကိုစကပြီပြန်တာဒါတော့အဲမိနစ်တော့မေးသွားတယ်အဲကြပြာတစ်ပုတ်ကိုခြံပြီးတော့တခြားကြပြာတွေကိုအဲဦးစားပေးပြီးတော့ကြည့်ပါလို့ဒါအချင်းပြူပါတယ်။ ကဲဒါဆိုရင်နောက်ထပ်မိခုံတစ်ခုကိုဆက်သွားမယ်။ Element 5က Seeing with the Basic ကဲဘာရီမေးလဲဆိုလို့ရှိရင်အဲ Element A က Blank ငါ့ဘုံမေးတယ်။ Element B ကကျတော့ One Sentence Question အဖြစ်တကြောင်ပဲဖြစ်ရတယ်။အမေခုံငါ့ဘုံမေးတယ်။ Unit 12ခုလုံးကအဲပေးတာမဆိုမေးလို့ရတယ်ပေါ့နော်။ဒါကြောင့်မလို့12ခုလုံးကိုတိတိကျကျနားလည်သဘောပေါက်အောင်ဖတ်ထားဖို့ လိုအပ်တယ်ကဲဖြည့်တဲ့အခါမှာတစ်ချက်လောက်တတိပေးခြင်းနေပေါ့နော်ကဲအဲမိကုန်းထဲမှာပါတဲ့စာပိုက်ကြီးကိုစပြီးတော့မဖက်ပါနဲ့စာပိုက်ကိုမဖက်နဲ့အချိန်ကုန်ပါတယ်ပြီးတာမှသူက3နာရီတည်းပါ တခြားမိကုန်းနေလဲဖြည့်စရာရှိတယ်ဒါကြောင့်မိကုန်းထဲမှာပေးထားတဲ့စာပိုက်ကြီးကိုတော့မဖက်နဲ့ပထမဦးဆုံးဖက်ရမှာကမိကုန်းကိုစပက်ပါ အဲနံပါတ်1ကိုဆက်ဖတ်မိခုံဆက်ဖတ်မယ်အဲမိခုံဖတ်ပြီးပြီးအဖြေကိုရှာပြီးဆိုမှသူနဲ့သက်ဆိုင်တဲ့အဖြေဝက်ကြကို read the passage ထဲမှာရှာပြီးတော့အဲ့ဒီခါကြာမှတိတိချာချာနားလေသဘောပေါက်အောင်ဖတ်ရပါမယ်အအဖြေကိုဖြေတဲ့အခါမှာရှေ့မှာပြောခဲ့သလိုပဲမိခွန်ဖက် content ကိုကြည် sentence structure ကိုကြည် word form ဘာကိုမေးတာလဲလေးလား ပြီးရင်အဖြေကိုရှာအဲဖြေရအဖြေကို with the best ဆာရောက်နေမှာတွားပြီးတော့ရှာမယ်။ကဲဖြေလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအဖြေလေးကိုအဲ quality ထဲမှာထည့်ပြီးတော့ဘာသာလေးပြန်ကြည့်စီလျော်မှုရှိလားမရှိဘူးလားဆိုတာဘာသာလေးပြန်ကြည့်ပေါ့နော်။ဒါ quality ဖြေဖြေတာ။ကဲနောက်တစ်ခုကအဲမိကုံဖြေမယ်။အဲ one sentence question တွေကိုဖြေမယ်။အဲ့လိုဖြေတဲ့အခါမှာတစ်ချက်သတိထားရမှာက ဝိသဘက်စီတွေမှာပါတဲ့စာကြောင်းကြီးကိုပြန်ပြန်ပြီးတော့တစ်ကြောင်းလုံးကြီးပြန်ကူရတာမျိုးမဟုတ်ဘူးမိကုန်းဖတ်မိကုန်းနဲ့ရမေးတဲ့အပိုင်းလေးကိုပဲရွှေ့ပြီးတော့ဖြည့်ပေးရမှာပေါ့နော်အဲတချို့ကရီသဘက်စီတွေကစာကြောင်းကြီးကိုစာကြောင်းလိုက်ကြီးပြန်ပြန်ပြီးတော့ကူချရတယ်အဲဒါကအာအမှတ်ပြေမရနိုင်ဘူးဒါကြောင့်မိကုန်းတစ်ချက်ဖတ်မိတဲ့အပိုင်းကိုပဲရီသဘက်စီတွေမှာရှာပြီးတော့ဖြည့်ပေးရမယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင် number 5ကိုလည်းဒါအဆင်ပြေမယ်လို့ယူကြည့်တယ်။ဒါဆိုရင်နောက်တစ်ခုကိုဆက်သွားပါမယ်။ဒီနောက်တစ်ခုက number 6 and seeing with the basic ကဲဘာတွေဘလို့မေးလဲဆိုရင်အဲ B1 level အဆင့်ကြီးရဲ့ survive ကိုသူကပေးထားမယ်ပြီးရင်သူကမိခွန်းနေမိမယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ချက်အကြံပေးချင်တာကဒီ ancient with the basic က 55မှတ်ဖို့မေးတာပါ55မှတ်ဖို့မေးတဲ့အတွက်ကြောင့်မလို့ဒီ ancient read the basic မေးခွန်းတွေကို အကုန်လုံး and 1 to 10အကုန်လုံးဖြည့်ပေးပါလို့အကြံပြုပါတယ်။ဘာကြောင့်လဲဆိုတော့မဖြည့်ဘူးဆိုလို့ရှိရင်55မှတ်ကြီးကျော့သွားမှာပါ။အောက်မှတ်သေးက55မှတ်ရော့တယ်ဆိုလို့ရှိရင်အောက်မှတ်ရဖို့တော်တော်လေးကိုမှခရင်သွားပါလိမ့်မယ်။ဒါကြောင့် ancient read the basic ကို ပုတ်စီ1 to 10အကုန်လုံးဖြည့်ပေးပါလို့ဒါအကြံပြုပါတယ်တိုက်တွန်းပါတယ်ဟုတ်ပြီဘယ်လိုဖြည့်ရမလဲဘယ်လိုဖြည့်ရမလဲဆိုတော့ကေဆောနာလိုပဲနမဖိုက်လိုပဲ with the basic ကြီးကိုထိုင်ပြီးတော့မဖက်ပါနဲ့အဲ with the basic ကိုပထမဆုံးမဖက်ပါနဲ့မိကုန်းကိုတွားပါမိကုန်းကိုတွားပါအဲ့တော့နမ A မှာဆိုလို့ရှိရင် သူကဘူဖီဝတ်နဲ့စိတ်မီနိနဲ့တွဲပေးရတယ်ဆိုပြီးမိကုံဘလူဖြည့်ဖြည့်ရမလဲပေါ့နော်ဆိုတော့ B1 level အဆင့်ရှိတဲ့မိကုံ with the basic ဖြစ်တဲ့အတွက်ကြောင့်တေချာပေါ့သူဒီစကလုံးနေရ and family web တွေပဲပေါ့နော်အဲတချို့ and family web တွေလည်းပါကောင်းပါမယ်ပေါ့နော်အများသောအဖြစ်တော့ and family web တွေဖြစ်တယ်ဒါကြောင့်ဒီနံပါတ်ကြီး A ဘူဖီဝက်နဲ့စိတ်မီနိနဲ့တွဲတဲ့အခါမှာဘလူဖြည့်ရမလဲဆိုရင် အဲအကြံပေးချင်တာကပထမဦးဆုံးစာပိုက်ထဲမှာရှိတဲ့ buffet web တီကို web form ခွဲပါ noun လာ bef လာ adjective လာ adverb လာအ web form ခွဲလိုက်ပါအများသောအားဖြင့်အဲ့ဒီ၄မျိုးပဲမိတာပါအဲပေးထားတဲ့စကားလုံးကဒီ buffet web က noun လာ noun ဆိုလဲ noun အနည်းလာ အများလာပြီးရင် bef လာ bef ဆိုလဲ ဘတ်ဝမ်လာဘတ်ဂျူလာဘတ်ထရီအက်ဂျီဒီလာဘတ်ဖိုင်အန်ဂျီလာအက်ဂျီဒီလာအက်ဒီဗလာဝက်ဖောင်လေးခွဲပါတလုံးချင်းစီဝက်ဖောင်လေးခွဲလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်အဲ definition ပေါ့နော်စိတ်မီနင်း definition သူပေးထားတဲ့ definition လေးကိုအဲဝက်ဖောင်ခွဲပါ definition ငါဘုတ်ကိုဝက်ဖောင်ခွဲပါအဖောင်ခွဲပြီးသွားပြီဘိုဖီဝက်လည်းခွဲပြီးသွားပြီဒက်ဖနီရှင်းကိုလည်းခွဲပြီးသွားပြီဆိုလို့ရှိရင် တူရတူရလေးကိုစုပြီးတော့စဉ်းစားကြည့်ပါ။ဒီမှာ buffet web က buffet web buffet web ထဲမှာ၆လုံးထဲမှာ noun ဘယ်နှလုံးပါလဲ။ meaning ထဲမှာ noun ဘယ်နှလုံးပါလဲ။တူရတူရကိုစဉ်းစားမယ်ဆိုလို့ရှိရင် အဖြေကကျုံသွားမှာပါ။အဖြေရှားတာလွယ်သွားပါလိမ့်မယ်။ကဲနံပါတ်ဘီကဲနံပါတ်ဘီကကျတော့စာနာနံပါတ်နံပါတ်5 with the best လို့ပဲပေါ့နော်။မိကိုဝင်ဖက်မယ်။ဖက်ပြီးတော့မိကိုမိတာကို ဥဒပစီတမှာသွားရှာမယ်အမ်ရှာပြီးတော့ဖြည့်ပြီးမယ်ဒီမှာတော့သူက complete answer question ဖြစ်တဲ့အတွက်ကြောင့်ပြည့်ပြည့်စုံစုံလေးဖြည့်ပေးဖို့လိုအပ်ပါတယ်ကဲနောက်ထပ်ချက်ပြီးတော့ထပ်လောင်းပြောချင်တာကဒီ unseen with the passive ကိုမချန်ခဲ့ပါနဲ့1 to 10ဆယ်ဘုတ်တလုံးဖြည့်ပြည့်အောင်ဖြည့်ပါပြီးမှက55မှတ်ပါကြည့်ဒါဆိုလို့ရှိရင် နောက်တဲ့တပုတ်ကိုဆက်သွားပါမယ်။ဟုတ်ပြီနောက်တစ်ခုက 7AB ဆိုတော့ကျွန်တော် download တယ်ပေါ့နော် listening speaking question တွေဖြစ်တယ်။ကဲဘာရီမေးလဲဆိုလို့ရှိရင် G10 11 and Trevor ပါတယ်။အမ် listening speaking နဲ့မှာပါတယ်။ dialogue တွေကိုမေးတယ်။အမ် G12 ထဲမှာပါတယ်။အမ် listening ထဲမှာပါတယ်။ တင်ငင်းစာတင်ငင်းစာတွေကိုမီးတယ်။ကဲဒါအပြင်တခြားသောအပြင်က download တွေလည်းမီးလို့ရပါတယ်။ဒီဘယ်လိုဖြေရမလဲဆိုရင် content ကိုကြည့်ပါ။စမ်းတော့လိုပဲအဖြေဖြေပြီးတဲ့အခါမှာထည့်ပြီးတော့ translate လုပ်ကြည့်ပါ။စီလျော်မှုရှိလားမရှိဘူးလား translate လုပ်ကြည့်ပါ။ 7b မှာဆိုလို့ရှိရင်အဲတัว e နဲ့ b နဲ့ပေါ့နော် 7b မှာဆိုလို့ရှိရင်တัว A ပြောမယ် B ပြောမယ်ဆိုလို့ရှိရင် verb form လေးကိုကြည့်လို့ရတယ် tense လေးကိုကြည့်လို့ရတယ် E တုံးထားတဲ့ tense နဲ့ B တုံးထားတဲ့ tense နဲ့ A ပြောတဲ့ tense နဲ့ B ကပြောလိုက်တဲ့စကားရဲ့ tense အဲ့ tense နှစ်ခုကများသောအားဖြင့်တူနေပါတယ်ဗောနော်ဆိုတော့ 7B မှာဆိုလို့ရှိရင်အဲ့ tense လေးကိုရှင်းကြည့်ပါအဲ့လိုမျိုးအကျံပေးခြင်းပါတယ်ဒါဆိုရင်နောက်ထပ်တစ်ခုကိုဆက်သွားမယ်ဗောနော် ကနောက်တစ်ခုကနံပါတ်8ကကြတော့ဒါလက်တာကဲ variable လို့မေးလဲဆိုရင်ဒါလက်တာနှစ်ပုတ်ပေးထားတယ်တပုတ်ပဲဖြည့်ရမယ်စကလုံးက300ထက်ကျော်လို့မရဘူးအချက်နှစ်ချက်ပေးထားတယ်အချက်နှစ်ချက်လုံးပေါအောင်ရေးပေးရမယ်အဲ့တော့လက်တာဖြည့်တဲ့အခါမှာတတိထားမှာက addresser addressee မှောင်တက်ပြီးမယ်ပြီးရင် သူမိခွန်းထဲမှာပါတဲ့အချက်နှစ်ချက်စလုံးပါအောင်ရေးပေးရမယ်။ပြီးရင်ကိုသုံးလိုက်တဲ့ chance တွေမှန်အောင်သုံးပေးရမယ်ပေါ့။ကျွန်တော်ဒီအချက်တွေသတ်မှတ်မယ်ဆိုလို့ရှိရင်လုံလောက်တဲ့အမှတ်ရနိုင်တယ်ပေါ့။ဒါဆိုနောက်ဆုံးမိခွန်းတစ်ခုကိုဆက်သွားပါမယ်။ဒီနောက်ဆုံးတစ်ခုက essay တော့ကျွန်တော်သုံးပုံမိတယ်။အဲ့ဒီတပုတ်ဖြည့်ရတယ်။စကလုံးက900ထက်ကျော်လို့မရဘူး။အဲသုံးပုတ်ထဲက challenging ဖြစ်တဲ့ title ကိုရွေးပြီးဖြည့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အမှတ်ပိုရနိုင်တယ်။ကဲဒါပေမဲ့အဲခေါင်းစဉ်၃ခုတည်းဟာကိုနဲ့ရင်းနေတဲ့အကြောင်းအရာ ကိုရေးနိုင်မယ်ထင်တဲ့အကြောင်းအရာကို title ကိုရွေးပြီးတော့ရေးပေးပါ။အချိန်ဆက်မိမိရေးနိုင်ရမယ်။ tense တွေမှန်ရမယ်။ tan 11 trail မှာသင်ခဲ့တဲ့ grammar တွေကိုပြန်သုံးပေးမယ်ဆိုလို့ရှိရင် ဘူးကောင်းတယ်။ Okay နောက်တစ်ခုကနောက်တစ်ခုအကျင့်ပေးချင်တာက10 11 trail မှာကျမ်းမာရေးနဲ့ဆိုင်တဲ့သင်ခန်းစာတွေနည်းပညာနဲ့ဆိုင်တဲ့သင်ခန်းစာတွေတဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့သင်ခန်းစာတွေကိုအများကြီးသင်ခဲ့တယ်။ဒါကြောင့်ကျမ်းမာရေးနဲ့ဆိုင်တဲ့အစေးတွေနည်းပညာနဲ့ဆိုင်တဲ့အစေးတွေတဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အစေးတွေကိုများများလေ့ကျင့်ထားပါလို့အကျဉ်းပြုပါတယ်။ဟုတ်ပါပြီ။ ဒါဆိုလို့ရှိရင်ဗီဒီယိုလေးကိုဒီမှာပဲရှင်းလန်းလိုက်ပါမယ်